ငယ်ချင်းတွေကိုဓာတ်ပုံရိုက်ပေးရင်းနဲ့ပေါ့နော်အဲအဲ့တုံးကဆိုလို့ရှိရင်ဓာတ်ပုံ900နဲ့ပေါ့နော်ရိုက်ခဲရိုက်ခဲရတာပေါ့နော်ဝါသနာကိုအရင်ခံပြီးတော့အခုလိုစတူဒီယိုဖွင့်နိုင်တဲ့အထိစူးစမ်းခဲ့ရဖြစ်ပါတယ်ရှင်ရောက်ပြီးတော့ပေါ့နော်ဒီကင်မရာဝဲခဲ့တဲ့အပေါ်မှာဟိုအိမ်ရပေါ့နော်ဒီကင်မဒီအလုပ်တာမဖြစ်မြောက်လို့ရှိရင်ကိုယ်ကိုဘာပြောမလဲဆိုပြီးတော့ပေါ့နော်စိုးရိမ်ပူပန်မှုတွေတော့ညီမရှိခဲ့တယ်ပေါ့နော် 23နှစ်ဆိုတဲ့နေရာမှာလုံးဝကိုပိုင်း story ကိုကြီးဖြစ်သွားပြီဒါပေမဲ့ तू ကအလုံးလောပါကြီးတယ်ဒီတော့ပုံပြီးအောင်မြင်အောင်စူးစမ်းနေတယ်ပေါ့နော်အမျိုးပြရလည်းတကယ်ယုံကြည်ပါတယ် तू ဒီကပုံပြီးတော့အောင်မြင်အောင်လုပ်နိုင်မယ်ဆိုတာဟုတ်ဟုတ် new 56 ပါဒီနေ့ကတော့မွေးရဲ့စတူဒီယိုဆိုင်ဖုန်းဝဲလေးဖြစ်ပါတယ်ရှင်မွေးရဲ့စတူဒီယိုလေးကတော့ဟင်းဒရာမျိုးတက္ကသိုလ်မင်းလက်မပေါ်မှာတည်ရှိရဖြစ်ပါတယ်ရှင်အခုပဲမွေးရဲ့စတူဒီယိုလေးလာလိုက်ရအောင်နော် ယ်မြေကြီးတက်မှာဆိုလို့ရှိလို့ရှိရင်မြန်မာမှုဗိသိက်ဆုံးပြီးလို့ရှိရင် less reason နဲ့အပြင်အစင်ပေါင်းများစွာကိုရရှိနိုင်ပြီးတော့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ပြီးတော့မွန်းတို့ရဲ့ဒုတိယတက်မှာဆိုလို့ရှိလို့ရှိရင်တော့မြန်မာမှုထိုင်မသိန်း၊ကုန်းမောင်ခေထိုင်မသိန်းနဲ့ပြီးတော့ဟိုဟာဘိုးဆန်နဲ့အဝေးအစားမျိုးစုံနဲ့မွေးနေ့အစရှိရဲ့ဝတ်စုံများကိုရရှိနိုင်မှာဖြစ်ပါတယ်ရှင်။မွန်းတို့ရဲ့ဒီအပေါ်ဆုံးတက် root of bar မှာဆိုလို့ရှင်လို့ရှင်ရောမြင်္ဂလာအခမ်းအနားမွေးနေ့စတဲ့ပွဲများစွာကိုဟားရနိုင်မှာဖြစ်ပါတယ်ရှင်။ကဲစတူဒီယိုလေးလည်းပတ်ကြည့်လိုက်ရအောင်နော်။ ཡོང က်ကတူចောင်းသူဘောကပေါ့နော်ကွန်ပျူတာတက်ကတူចောင်းသူဘောက16နှစ်မှာပေါ့နော်စတင်ခဲ့ရတာပေါ့နော်အဲ့မှာညီမပိုတိုကလက်အတင်းနဲ့ဝင်ရင်းနဲ့ပေါ့နော်ညီမဝါသနာပိုးပါခဲ့ရတာပေါ့နော်အဲ့မှာစပြီးတော့စတင်ခဲ့လို့ပြောလို့ရပါတယ်ရှင်။ဟောအဲ့တုန်းကတော့ညီမတို့ကဒီ mobile phone photograph ပေါ့နော်ပိုတိုကလက်မှာစတင်ခဲ့ပါတယ်။ဖုန်းနဲ့ကနေပြီးတော့ပေါ့နော်တငယ်ချင်းတွေကိုဓာတ်ပုံရိုက်ပေးရင်းနဲ့ပေါ့နော်အဲ့အဲ့တုန်းကဆိုလို့ရှိရင်ဓာတ်ပုံ900နဲ့ပေါ့နော်ရိုက်ခဲ့ရိုက်ခဲ့ရတာပေါ့နော်နောက်ပိုင်းကျတော့ဟောဒီပိုးကတပြည့်ပြည့်ပါလာတော့ဒီကင်မရာလေးတစ်လုံးဝယ်မယ်ဆိုပြီးတော့စိတ်ကူးလိုက်တယ်ပေါ့နော်အဲ့အချိန် mà yêu mình đây Diamond ấy á. အဲဝဲချင်းတော့ကိုရတာကိုနိလက်စုတ်ကိုနင်ရောင်းဝဲဆိုပြီးအဲ့လိုမျိုးပြောတယ်ပေါ့နော်အဲ့ဒီအချိန်မှာညီမလက်စုတ်လေးကိုညီမရောင်းပြီးတော့အဲ့ Sony A6000 ပေါ့နော်၄သိန်းနဲ့အဲ့တုန်းကတော့၄သိန်းပဲရှိရဲအဲ့၄သိန်းနဲ့ကင်မရာလေးနဲ့စတင်ခဲ့ရတာပေါ့ရှင်ဟုတ်လက်စုတ်ရောင်းပြီးတော့ပေါ့နော်ဒီကင်မရာဝဲခဲ့တဲ့ပုံမှာဟိုအိမ်အားပေါ့နော်ဒီကင်မဒီအလုတ်တာမဖြစ်မြောက်လို့ရှိရင်ကိုဘာပြောမလဲဆိုပြီးတော့ပေါ့နော်စိုးရိမ်ပူပန်မှုတွေတော့ညီမရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ညီမရဲ့ဒီဝါသနာကိုဝဲပေါ့နော်အရင်ခံပြီးတော့ညီမအများကြီးကိုကိုကိုအဲတနေ့တဲ့တနေ့ပေါ့နော်ငါဒီနေ့ဘာတွေလုပ်နိုင်လဲပြန်မေးပြီး ော့ပဲညီမဝါသနာကိုအရင်ခံပြီးတော့အခုလိုစတူဒီယိုဖွင့်နိုင်တဲ့အထိထိုးသားခဲ့ရဖြစ်ပါရဲ့ရှင်။အခုတော့တော့ညီမဒီတိုင်းအပျော်ရမ်းပဲပေါ့နော်ရိုက်ပေးတာ။အဲ့မှာဟိုပုံလေးရိုက်ချင်တယ်ပေါ့နော်။အော်ပုံလေးရိုက်ချင်တာကတော့ညီမဒီတိုင်းပဲရိုက်ပေးလိုက်တာပါမဟုတ်ပါဘူး။အဲရိုက်ပေးပါရိုက်ပေးပါပတ်စံပေးပါမယ်ပေါ့နော်။အဲ့တော့ညီမကလည်းအဲ့တော့တပုံ900နဲ့ပဲစာယူလိုက်တဲ့သဘောပေါ့နော်။မိုးစတူဒီယိုမှာဆိုရင်ဓာတ်ပုံဗီဒီယို အင်းတို့အော်တို့ရိုက်ကူးများအလူပွဲအချူမင်္ဂလာပွဲချူရိုက်ကူးများနဲ့ဘွဲပုံနဲ့အလှတတ်ပုံရိုက်ကူးမှုများကိုတင့်တယ်လှပခမ်းနားတဲ့အပြင်စင်များတဲ့သူစိတ်တိုင်းကျရိုက်ကူးဖို့ဟောနိုင်တော့မှာဖြစ်ပါတယ်ဘွန်ဖူဒိုဖီရီယိုပနင်းဆာမိုနီခန္ဓာအောင်မြင်စွာဖွင့်လှစ်ကြောင်းချီးမြှောက်အပ်ပါれခမညာ ရမယ်ဆိုတဲ့ရည်မှန်းချက်ရှိရအတွက်ကြောင့်မို့လို့ညီမမဟိုညီမမတပည့်ပေါ့နော်ညီမတပည့်လေးတွေမွေးတယ်မွေးလို့ရှိရင်သူတို့သူတို့ကိုလည်းညီမကိုယ်တိုင်ပဲပေါ့နော်သင်တန်းနေပဲကိုယ်တိုင်ပို့တာပေါ့နော်သင်တန်းနေပို့ပြီးတော့ပညာသင်ကြားသေးတယ်ညီမဘယ်တော်တာမဟုတ်ဘူးညီမစတူဒီယိုကလူတွေအကုန်လုံးညီမလိုပဲတော်အောင်လို့ဆိုပြီးပဲညီမကြိုးစားခဲ့ရတာပေါ့နော်ဟုတ်ကဲ့ဟုတ်ဟုတ်အခုညီမရဲ့ဒီအသက်အရွယ်နဲ့အသက်အရွယ်နဲ့မချရင်းကျက်ပြီးတော့ဖြည့်ရှင်းခဲ့ရတဲ့အပိုင်းတွေလည်းအများကြီးပါပဲရှင်ဟုတ်အဓိကတော့ညီမ emotion နဲ့ရမ်းထိန်းနေပေါ့နော်ကိုကိုကိုဟုတ်ဟုတ်ဘာလို့ဆိုတော့ကိုက ဒီလိုကိုရီမန်းချက်တစ်ခုဖြစ်အောင်ဟိုမှာရီမန်းချက်ရှိခဲ့တာတော်တော်လေးဟုတ်ပါတယ် ရုံရုံကြီးနဲ့အဲလက်ခံပေးခဲ့တဲ့ငွေမမီကိုကျေးဇူးတင်ပါတယ်ရှင်။ငွေကိုချစ်တဲ့စိတ်နဲ့ဟိုအားပေးကြရဲပေါ့နော်။ငွေ client နေချစ်ခင်ရတဲ့မိတ်ဆွေတွေပေါင်းရင်းတွေကိုလည်းငွေကအများကြီးကျေးဇူးတင်မယ်လို့ပြောချင်ပါတယ်ရှင်။တော့တဲ့ဆိုတာပြီးတော့အဲကိုစတူဒီယိုကြီးကိုဖွင့်နိုင်တဲ့ကျွန်တော်ရဲ့မမလာဝန်ပေါ့ဒီနေရာတွေပြီးတော့အများကြီးခေါ်ယူပါရစေပြောချင်ပါတယ် ေါ့နော်မြို့ပြရဲ့ညီမလေးတယောက်လိုပဲပေါ့နော်သူအများကြီးစိုးစားနေတာကိုကြည့်ရဲလိုလာတွေ့ရင်ပြောပြရဲပေါ့နော်ဒီနေရာလေးဆိုတော်တော်လောက်အဲအဲ့လိုလမ်းပြရင်လည်းပဲသူ့ကိုခေါ်လာခဲ့တာအခုဆိုရင် तू အခုအသက်23နှစ်ဆိုတဲ့နေရာမှာလုံးဝကိုပိုင်စတိုရီကိုကြည့်ဖြစ်သွားပြီဒါမဲ့ तू ကအလုံးလုံးပါကြီးတယ်ဒီတော့ပုံပြအောင်မြင်အောင်စိုးစားနေတယ်ပေါ့နော်အာမြို့ပြကလည်းတကယ်ယုံကြည်ပါတယ် तू ဒီထက်ပုံပြီးတော့အောင်မြင်အောင်လုပ်နိုင်မယ်ဆိုတာကိုဟုတ်မောင်လေးနဲ့မမေကိုစင်မော်ရော်နဲ့တွားဖို့ဖြစ်ပါတယ် တော့15ဒိန်းထိရိုက်နိုင်အောင်လို့ပေါ့နော် pre wedding အမြင့်ဆုံး package ဆိုရင်15ဒိန်းပေါ့နော်15ဒိန်းရိုက်နိုင်အောင်လို့မွန်းတို့ဖြည့်စင်ထားပါတယ်ရှင်မွန်းနဲ့ရိုက်ချင်တဲ့သူဆိုလို့ရှိရင်ဒါ3ဒိန်းရဒါ pre wedding ပေါ့နော်ရိုက်နိုင်မယ်ပြီးလို့ရှိရင်မွန်းတို့ဒီ solo package ဆိုလို့ရှိလို့ရှိရင်လည်း3ဒိန်း3ဒိန်းအောက်ပေါ့နော်အဲ့လောက်ကလေးနဲ့ပဲမွန်းတို့ဒီ quality ကောင်းကောင်းပေါ့နော်ဖြည့်အောင်လို့ဆိုပြီးတော့ မွန်းတို့တည်ပင်ပေးထားပါတယ်ရှင်ဟုတ်လူများရိုက်နိုင်ပြီးတော့ဗောနော်သင်ပြေတဲ့ဈေးနှုန်းနဲ့ပဲမွန်းတို့ကွာဖြစ်ပါတယ်မွန်းစတူဒီယိုလာလိုက်တာ ਨੇ ခေါင်းစာခြေစုံအဲမိတ်ကပ်အဝေးအစားအစားအကုန်လုံးဖနက်ခအထီးဗောနော်အကုန်လုံးတနေရာထဲမှာရနိုင်ပြီပြီးတော့မွန်းတို့ဒီစတူဒီယိုကြီးမှာလည်းဒီ root door ဘာမှဆိုလို့ရှိရင်လည်းမြင်္ဂလာအခမ်းအနားဗောနော်လူတရာဝန်းကျင်ဆက်နေမြင်္ဂလာခန္ဓာဖြစ်စေမွေးနေ့ဖြစ်စေပါတီဖြစ်စေဗောနော်ကျင်းပလို့ရနေပါပြီအချိန်ပိုင်းနေနေဗောနော်ငှားရင်လို့ရနေပါပြီရှင် Okay photo only 50% discount လက်ဦးတွေ့ရေးချက်မှာဖြစ်ပါတယ်ပထမဆုံး083ထေတော်ခေါင်းဟုတ်လား Okay 017ဖြစ်ပါတယ်119ပါရှင်119အာ story ကိုဒီဟင်းသရမှာအကြီးဆုံးဖွင့်နိုင်ခဲ့ပြီဒီထက်မကပေါ့နော်တခြားသူအရင်ဖြစ်နေတဲ့အောင်မြင်တဲ့ဒီနေရာအနေအထားထိရောက်အောင်လို့စူးစမ်းနိုင်ပါစေလို့ပြည့်ရချစ်တောင်းပေးပါရဲ့ရှင်ဟုတ်